င်းလာပါဒီတစ်ပုတ်ကတော့မိပုံပြန်ပါမဖက်ရမြဲတဲ့ဒီစာအုပ်ထဲကပါဆရာရာဇာဝီစီယာရေးတာပါဒီကောင်းစဉ်ကသတင်းကြွညညမှာကောင်းကင်ကိုမောကြည့်မိရင်နဲ့ရလိုက်တဲ့အတွေ့အကြုံဖြစ်ပါတယ်။လင်းနဲ့မယားဆိုတာမိဘုံပြန်လို့ပါပဲ။သတိထားကြည့်မိဘူးလားမသိဘူး။မိဘုံပြန်တခုမိုးပေါ်ကိုထိုးတက်သွားဖို့အတွက်အဓိကအပိုင်းနှစ်ပိုင်းလိုအပ်ပါတယ်တဲ့။တခုကမိဘုံဖြစ်ပြီးတော့တခုကမိပါ။သူတို့နှစ်ခုဟာအရေးကြီးတဲ့တာဝန်တစ်ခုစီကိုဟန်ချက်ညီညီယူထားကြပါတယ်။ ိမ်တိမ်မှာလင်းနေမရရဲ့လို့ရှိကြပြီဆိုလို့ရှိရင်မိဘုံပြန်လို့ကြင်ကြံကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဗျာတဲ့ကျွန်တော်တို့လူသားတွေဟာတယောက်ချင်းစီရဲ့အာသာချက်တွေအားနည်းချက်တွေဆိုတာရှိသမျှပဲမဟုတ်လားတယောက်ကအာသာချက်ရှိနေလို့ရှိရင်နောက်တစ်ယောက်ကအဲ့ဒီအာသာချက်ကိုတုပပြန်ဆိုင်တာမျိုးမဟုတ်ပဲနဲ့အလိုက်တဲ့ဖြည့်စည်ပူပေါင်းနိုင်မယ်ဆိုလို့ရှိရင်အမြင့်ကိုဟန်ချက်ညီညီနဲ့တောက်တော့ပေါ့ပါရောက်သွားမှာပါပဲ မလို့တဲ့အတ္တမနာတွေနဲ့တယောက်နဲ့တယောက်တိုက်ခိုက်ပြိုင်ဆိုင်နေကြတဲ့အင်းထောင်ရေးမျိုးတွေအများကြီးရှိကြပါတယ်။ထက်မြက်တဲ့ယောက်ျားဆိုတာမိန်းမကို ပြားဝတ်နေအောင်နိုင်စားထားနိုင်တာမျိုးကို ပြောတယ်လို့ဒီနိုင်ငံကယောက်ျားအတော်များများကထင်နေကြပါသေးတယ်။ထက်မြက်တဲ့မိန်းမဆိုတာလေကိုယောက်ျားကိုအထင်သေးကိုကုံသည့်ကိုကုံတဲ့ကိုသာအကုန်လုံးနိုင်ငံရှိရဲ့မိန်းမလို့ထင်နေကြတဲ့မိန်းမတွေလည်းအများကြီးရှိပါတယ်။ မီးဘုံမြန်တစ်ခုမှာမီးဘုံမပါပဲမီးချီကြီးပဲနှစ်ခုချိန်ထားလို့အထက်ကို မတက်ပါဘူးမီးဘုံကြီးပဲပါပြီးတော့မီးမပါလို့ရှိရင်လည်းမိုင်းမရပါဘူးယောက်ျားကအစွမ်းစားရှိပြီးတော့ကျွမ်းကျင်ပိုင်နိုင်တဲ့နေရာမှာ မိန်းမကယောက်ျားကိုဦးစားပေးပံ့ပိုးပါမိမကထမြက်တဲ့နေရာမှာဆိုလို့ရှိရင်ယောက်ျားကနောက်ကနေခြံပြီးတော့အားပေးဖြည့်ဆည်းဆိုလို့ရှိရင်လည်းဟန်ချက်ညီညီမိုင်းဝဝနဲ့အထက်ကိုတက်သွားတဲ့မိဘုံပြန်လေးလိုဖြစ်နေမှာပါပဲအတိတ်ကကစီးပွားရေးပါပဲ မြန်မာမျိုးသားများစုကမိန်းမကအပြင်စည်းပွားထွက်ရှာရဲဆိုလို့ရှိရင်မကြိုက်တတ်ကြပါဘူး။မာနကိုထိခိုက်တယ်လို့ချင်းရချင်းတိုင်းတယ်လို့ခံစားရတတ်ပါတယ်။တကယ်လည်းစည်းပွားရှာတတ်တဲ့အမျိုးသမီးတွေဟာကိုယ်လင်းကိုယောက်ျားပေါ်မှာ respect ရှိတာနည်းသွားတတ်ကြပါတယ်။ငွေရှာနိုင်သူဟာမင်းမူကြီးလို့ဖြစ်နေတတ်ကြပါတယ်တဲ့။တကယ်တမ်းကသူအားသာချက်နဲ့သူပါပဲ။ငွေပိုရှာတတ်တဲ့သူငွေအကြောင်းပိုစိတ်ဝင်စားနားလည်တဲ့သူဟာငွေရှာတတ်ပါတယ်။ နှစ်ယောက်စလုံးငွေရှာလို့ရတယ်လို့တယောက်စာနဲ့လောင်းရတယ်ဆိုလို့ရှိရင်တယောက်တည်းကငွေရှာပြီးတော့ကျန်တယောက်ကနောက်ကနေပံ့ပိုးလို့ရနေတာပါပဲအထက်ကအရေးကြီးတာကအိမ်ထောင်ဝင်ငွေကိုဘယ်သူရှာတယ်လဲမဟုတ်ပါဘူးအိမ်ထောင်ငွေကြီးကိုဘယ်သူစီမံခန့်ခွဲတယ်လဲနဲ့ဆိုင်တာပါငွေမရှာနိုင်တဲ့သူကိုလက်ဖြန့်တောင်းနေရတဲ့ဘဝမျိုးမရောက်သွားအောင်မျက်မျက်တတ်တာစီမံထားနိုင်လို့ရှိရင်ဘယ်သူငွေရှာလဲကရေးမကြည့်တော့ပါဘူးဖဲဖြစ်ဖို့ပဲလိုတာပါတဲ့အဓိကအမြတ်တတ်ဖို့ပဲလိုတာပါတဲ့ မိတော့နေရာမှာကောင်းကောင်းတောင်းနိုင်တဲ့သူကနေမယ်ဆိုလို့ရှိရင်ခြံတယောက်ကတော့မိုင်းလုံလုံခံပြီးတော့အဲ့ဒီမိတော့ကိုအပေါ်ဆွဲတင်နိုင်စွမ်းရှိတဲ့မိဘုံနေရာကနေပါတဲ့တယောက်ကအမြင့်ကိုဆွဲတင်နိုင်စွမ်းရှိပြီးတော့မိဘုံနေရာကနေမယ်ဆိုလို့ရှိရင်ခြံတယောက်ကမိဘုံကိုအဲ့ဒီအောက်ကနေမိုင်းဝအောင်မိထိုးပေးတယ်မိတော့နေရာကနေပါနေပါတဲ့ သေးကြတာတခုကတော့မိဘုံကပေါက်ပြဲနေလို့မရတယ်လို့မိတော်ကလည်းမိဘုံကိုဝါမျိုးချင်းနေလို့မရပါဘူးဒီလိုဆိုလို့ရှိရင်သူတို့နှစ်ယောက်စလုံးဘယ်သူကမှကောင်းကင်စီကိုရောက်မှာမဟုတ်တော့ပါဘူးတဲ့မီးဘုံနဲ့မီးတောက်မထည့်ကြပြီးတော့အမြင့်ရောက်ပြီးသားမီးဘုံတွေလောင်ကျွမ်းပြက်ကျလာတာမျိုးကိုလည်းကျွန်တော်တို့အားလုံးမြင်ပူကြမှာပါတဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေတခုခုအတွေ့လေးရပြီးတော့အင်ထောင်ရင်းမှာ relationship တင်မှာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ကိုတော်တကူကူရရဆိုလို့ရှိရင်လက်မလေးပေးခဲ့ပြီးတော့ကကြတော့အဲနားထောင်စီခြင်းနဲ့သူရှိရဆိုလို့ရှိရင်လည်း share ပေးလို့ရပါတယ်ရှင်ကျေးဇူးပါ